အားလုံးပဲမင်္ဂလာပါရှင်။မြချနာတင်ကြနေရဲ့အော်တိုဘာလ10ရက်နေ့ရေဒီယိုစစံသစ္စာပရမဖြစ်ပါရယ်။မီးစင်းအမများတွေလို့ဝေဖန်ခံရပြီးတဲ့နောက်မီးစင်းကတ်တာရောက်ကိုစေအုပ်စုတပတ်ထပ်တိုးလိုက်ပါရယ်။ ဗမုံမျိုးဘက်ကစစ်ကော်မရှင်ရဲ့ရှေ့တန်းတပ်စခန်းတချို့ကိုကချင်လွတ်ရေးတမတော် KNA ကနေတိုက်ခိုက်တင်ပိတ်ထားနိုင်တာရှိပြီးဝိုင်းမော်လမြောင်စစ်မျက်နှာပြင်ပအစီအခြေအနေတင်မာနေစေဖြစ်ပါရယ်ပြီးခရစ်စတင်ဘာလတလအတွင်းမြန်မာနိုင်ငံအနှံ့မှာမျိုးသမီးတိုင်ဆောင်သူ၄၈ဦးရှိခဲ့ပြီးတိုက်ခိုက်တန်ရရှိသူ၅၈ဦးရှိခဲ့ပါရယ် လောင်ကျေးဝအနီးမှာစစ်ကော်မရှင်တပ်နဲ့ကချင်လွတ်ရေးတမတော်ကရင်တပ်တို့ကြားတပ်ဖွဲ့ပြင်ထန်နေပြီးစစ်ကော်မရှင်တပ်ကလေကြောင်းတိုက်ခိုက်မှုတွေလည်းပြုလုပ်နေပါတယ်။စားရိုက်တဲ့နေကိုတင်ဆက်ပြတော့မှာပါကျမတို့အစီအစဉ်တစ်ဆက်သုံးမိုင်းနေဖြစ်ပါတယ်။မေးစင်းတွေအမများတွေလို့ဝေဖန်ခံရပြီးရင်နောက်မေးစင်းကထားတော့ကိုခုနှစ်ရက်ထပ်တိုးလိုက်တယ်လို့ စေအုပ်စုရဲ့ယူကောက်ဖေးကော်မရှင်ကဒီကနေ့ကြေညာလိုက်ပါတယ်ပထမရုံကတော့မေဆင်းတွေကိုစက်တင်ဘာလ30ရက်နေ့ကနေအောက်တိုဘာလ23ရက်နေ့အထိကြေညာထားတာဖြစ်ပါတယ်အဲဒီလိုကတ်ထားတဲ့အချိန်မှာနေပြည်တော်ကမေဆင်းတွေအများများရေလို့ပြည်ခံဖြိုးပါတီရဲ့ပြည်ထောင်စုနေမြေဥက္ကဋ္ဌဦးလာဆွေကဝေဖန်ခဲ့တာဖြစ်ပါတယ်အဲဒီနောက်ပထမအချိန်မေဆင်းတွေကိုအောက်တိုဘာလ20ရက်နေ့အထိထပ်တိုးလိုက်တယ်လို့ဒီကနေ့ထုတ်တဲ့သတင်းစာရီမှာယူကောက်ဖေးကော်မရှင်ကထုတ်ပြန်လိုက်တာပါ အဲဒီလိုကတားချိန်မှာတော့မေးစင်းတွေထဲကိုနမေမပါရင်ပုံစံ၃နဲ့လျှောက်ထားနိုင်တယ်လို့မပါတဲ့တူတွေရှိနေရင်ပုံစံ၄နဲ့ကန့်ကွက်နိုင်တယ်လို့လေကော်မရှင်ကစတိုက်ကြေညာနေပါတယ်ပထမအချိန်မေးစင်းတွေကိုပြင်ဆင်ပြီးရင်တော့ဒုတိယအချိန်မေးစင်းတွေကိုကော်မရှင်ကဆက်ထုတ်ပြန်သွားမှာလေးဖြစ်ပါတယ်စေအုစုဟာလာမေရွေးကောက်ပွဲအပိုင်း၁ကိုတော့မြို့နေတရားနှမြို့နေမှာဒီဇင်ဘာလ၂၈ရက်နေ့မှာစတင်ပြုလုပ်သွားရမှာဖြစ်ပါတယ် ပြည်သူလူထုအနေနဲ့မိမိဒေသမှာဖြစ်ပေါ်နေတဲ့တရင်ချောင်းရတွေကိုပေးဖို့ခြံနေဆိုရင်တော့မြချနာတရင်ချန်နေရဲ့ Messenger အနေဖြစ်စေဖုန်းနံပါတ်3969633333တကိုဖြစ်စေဆက်သွယ်ပေးဖို့နိုင်ပါတယ်ကချင်ပြည်နယ်ဗမာမျိုးပတ်ကစစ်ကော်မရှင်ရဲ့ရှေ့တန်းဒစကန်တချို့ကိုကချင်လွတ်ရေးတမတော် KNA ကနေတိုက်ခိုက်တင်ပိနေတာရှိပြီးဝိုင်းမော့လမြောင်စစ်မြေနယ်ပြင်ပစီအခြေအနေတမနိုင်စေဖြစ်တယ်လို့သိရပါတယ်။ချိုရီစာကတိဆက်ပေးမှာပါ။ ပမောမျိုးနမိုင်မနောက်ကွင်းပဝန်ချင်မအော်တိုဘာလ9ရက်နေ့မနက်6:00နာရီကနေစစ်ကော်မရှင်တပ်နဲ့ KAI ပူးပေါင်းတပ်တို့တိုက်ပွဲပြင်းထန်ပြီး စေကော်မရှင်တရရှိတဲ့စကန်အချို့ကိုတိုက်ခိုက်သိမ်းပိုင်နေလာလို့ကချင်လွတ်လပ်ရေးဖွဲ့စည်း KOKA ဒီဒီနေ့ပြန်ချာရေးဌာနရဲ့အော်တိုဘာလ9ရက်ကထုတ်လင်းတဲ့တဲ့အရာဒီရတာပါပုံပေါ်ပြအတွင်းလက်တော်အခြေအနေမှာစေကော်မရှင်တပ်တွေစစ်ရေးလှုပ်ရှားတာပုံမှန်လှုပ်လာတဲ့အတွက် KA ရဲ့ပူပေါင်းတပ်တွေနဲ့စစ်ရေးတင်မာတွေပြီးအော်တိုဘားလာ6ရက်နေ့ညကစပြီးနေ့တိုင်းတိုက်ပွဲပြန်လည်ပြင်းထန်လာတာလို့လည်းဖော်ပြချပါရယ် ဒါပြေဝိုင်းမော်မြို့နယ်လမြန်ရွာပအဝန်းကျင်ဘက်ဝိုင်းမော်မြို့အခြေဆိုင်ခလာယာ58တပ်ကနေခရီးပူပေါင်းတပ်တွေနေရာယူထားတဲ့ဗက်စစ်ကြောင်ထိုးလာတဲ့အတွက်တိုက်ပွဲဖြစ်ပွားရရှိတယ်လို့ထပ်မံဖော်ပြချတာပါ လက်ရှိအခြေဝိုင်းမော်လမြိုင်စစ်မျက်နှာပြင်ပိုင်စစ်ကော်မရှင်တပ်နဲ့မင်းစေတံပြည်သူစစ်တပ်ဖွဲ့တွေစီရဲလှရှားနေပြီးစီရဲတင်မာနေစေဖြစ်တဲ့အပြင်အော်တိုဘာလ9ရက်နေ့17နာရီကျော်အချိန်လောက်မှာလေတိုက်ပွဲဖြစ်ပွားတာမရှိဘဲစစ်ကော်မရှင်ဘက်ကနေဂျက်ဖိုက်တာနဲ့လာရောက်ပြခတ်တက်ခိုက်တာရှိတယ်လို့သိရပါတယ်ဝိုင်းမော်လမြိုင်တိုက်ပွဲအခြေအနေနဲ့ပတ်သက်ပြီးစစ်ကော်မရှင်ဘက်ကချက်လင်းစစ်ကြောင်းအပြင် drone လေယာဉ်ပုံချဲတိုက်ခိုက်တာနဲ့မြစ်ချနာဘက်အခြံကနေလက်နက်ကြီးပစ်ခတ်တာရှိတယ်လို့ကချင်လူလတ်ရေးအဖွဲ့အစည်း KOKIA ဒီနေ့ပြန်ကြားရေးတာဝန်ခံပူမူဂျီနိုဘူကအော်တိုဘားလရှိရနေ့ကဖြေကြားထားပါတယ်။ဒါအပြင်တိုက်ပွဲအတွင်းစစ်ကော်မရှင်ဘက်ကနေရာအချို့လည်းလွတ်လပ်ရတာရှိတယ်လို့ကချင်လူလတ်ရေးတမတော် KIA ဘက်ကလည်းနေရာအချို့ဆုတ်ခွာလိုက်ရတာရှိပြီးလက်ရှိအခြေအနေအရတော့နှစ်ဖက်သားကနေနေရာအတိအကျစိုးမိုးနိုင်တာမရှိဘူးလို့သိရှိရပါတယ်။ ပြည်ရဲစတင်မလာတလားအတွင်းမြန်မာနိုင်ငံအနှံ့မှာအမျိုးသမီးတေဆုံသူ49ဦးရှိခဲ့ပြီးထိခိုက်ဒဏ်ရာရရှိသူ59ဦးရှိခဲ့ရလို့မြန်မာအမျိုးသမီးသမဂ္ဂကဒီကနေ့အော်တိုဘာလ10ရက်နေ့မှာထုတ်ပြန်လိုက်ပါတယ်။စောက်ဆိုင်ကတင်ဆက်ပေးမှာပါ။အသက်ဆုံးရှုံးရတဲ့အကြောင်းရင်းတွေကတော့အကြံဖက်ဆေးစုရဲ့လေချောင်းနဲ့ဘုံကျဲတိုက်ခိုက်မှုကြောင့်36ဦးလနဲ့ကြီးပြက်ခတ်မှုကြောင့်9ဦးမတရားတပ်ဖြတ်ခံရမှုကြောင့်4ဦးကြည်ထိမှန်မှုကြောင့်2ဦးနဲ့ပฏิပခနဲ့ဆက်နွယ်တဲ့လိမ်ပိုင်းဆိုင်ရာအကြမ်းဖက်ခံရမှုကြောင့်2ဦးရှိခဲ့လို့သိရပါဗျ။ ။တရားရရှိခဲ့တဲ့အကြောင်းရင်းတွေကတော့အချမ်းဖက်စစ်အုပ်စုရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့်32ဦး၊လက်နက်ကြီးပစ်ခတ်မှုကြောင့်9ဦး၊မြေမြုပ်မိုင်းကြောင့်2ဦးနဲ့ပဋိပက္ခနဲ့ဆက်နွယ်တဲ့လိန်ပိုင်းဆိုင်ရာအချမ်းဖက်ခံရမှုကြောင့်15ဦးတို့ရှိရလို့ဖော်ပြထားပါတယ်။ စကိုင်းတိုင်းဒေသကြီးက18ဦးနဲ့သေဆုံးသူအများဆုံးဖြစ်ပြီးကြံပြည်နယ်နဲ့တိုင်းတွေဖြစ်ကြတဲ့မန္တလေးတိုင်းဒေသကြီးက12ဦး၊ကချင်ပြည်နယ်က6ဦး၊ရှမ်းပြည်နယ်နဲ့ရခိုင်ပြည်နယ်က3ဦးစီ၊ကချင်ပြည်နယ်နဲ့တနင်္သာရီတိုင်းဒေသကြီးတို့မှာက2ဦးစီနဲ့မွန်ပြည်နယ်မှာက2ဦးစီရှိခဲ့လို့သိရပါဗျ။ ပြည်သူတွေဟာအထူးအခိုက်ပျက်စီးနဲ့တဘာဝဘေးကြောင့်တည်ချင်မှုတွေနဲ့ကြုံတွေ့နေရတဲ့အချိန်စစ်ကော်မရှင်တပ်ဟာဆေးရသဘမှုနဲ့လူသားမျိုးနွယ်တွေအပေါ်အမျိုးမျိုးသောရသဘမှုတွေလူအခွင့်အရေးချိုးဖောက်မှုတွေကိုနိလမျိုးစုံနဲ့ကျူးလွန်နေဆဲဆိုတာကိုတွေ့မြင်ရကြောင်းဖော်ပြပါရှိပါတယ်။ဒီနေ့2025ခုနှစ်ရဲ့လွန်ခဲ့တဲ့ကုလအတွင်းမှာမြန်မာနိုင်ငံအနှံ့ကအမျိုးသမီး965ဦးတေဆုံးခဲ့ရပြီး962ဦးကထိခိုက်ဒဏ်ရာရရှိခဲ့တာဖြစ်ပါတယ်။ မနေ့က2024ခုနှစ်မှာတည်ဆုံတဲ့အမျိုးသမီးဥယေဟာ488ဦးရှိခဲ့ပြီး2023ခုနှစ်မှာတော့390ဦးရှိခဲ့ပေမဲ့ဒီနှစ်2025ခုနှစ်ရဲ့6လအတွင်းတည်ဆုံသူစီးနေရှင်ပိုတိုးလာတာကိုတွေ့မြင်ရပါတယ်။ မြမအမျိုးသမီးသမဂ္ဂရဲ့အမျိုးသမီးမှတ်တမ်းနဲ့သူတည်တနာလုပ်ငန်းစဉ်အနေနဲ့ထုတ်ပြန်တဲ့အချက်လက်တွေဟာတိကျခိုင်လုံတဲ့သတင်းမီဒီယာအချက်လက်တွေနဲ့မြေပြင်ကနေရရှိလာတဲ့အချက်လက်တွေကိုစုဆောင်းမှတ်တမ်းတင်ထားတာဖြစ်တယ်လို့ဖော်ပြထားပါတယ်။ဒါပေမဲ့လက်တွေ့မြေပြင်အခြေအနေမှာအဖွဲ့အစည်းနဲ့ဒေသနဲ့သတင်းတွေကိုလက်လန်းမီဖို့အခက်အခဲများစွာရှိတာဖြစ်တဲ့အတွက်ကိန်းကရန်တွေဟာမြေပြင်မှာဒီထက်ပိုများနိုင်တယ်လို့လည်းတုံ့တက်ဖော်ပြထားပါတယ်။ စစ်ကော်မရှင်ဟာ2022ခုနှစ်ဖေဖော်ဝါရီလတရနေ့အာဏာသိမ်းဖို့ကြိုးပမ်းချိန်ကနေစတင်ပြီးလေးနှစ်တာကာလအတွင်းစစ်ရာဇဝတ်မှုနဲ့လူသားမျိုးနွယ်တွေအပေါ်နှီးလာအမျိုးမျိုးနဲ့ရာဇဝတ်မှုတွေလူအခွင့်အရေးချိုးဖောက်မှုတွေကိုကျူးလွန်နေခဲ့တာဖြစ်ပါတယ်။ ကမြူနီနဲ့မဖြစ်ချေရအောင်စုမလန်ချေရအနီမှာစစ်ကော်မရှင်တပ်နဲ့ကကြွလော်ရီတမတော်ကရင်တတူချတိုက်ပွဲပြင်းထန်နေပြီးစစ်ကော်မရှင်တပ်ကလေကြောင်းတိုက်ခိုက်မှုတွေလည်းပြလုံနေပါတယ်စစ်ကော်မရှင်တပ်ကဆိုင်းနောက်ချေရဘက်စစ်ကြောင်းထိုးဖို့အတွက်အနီချေရဖြစ်တဲ့မလန်ချေရဘက်ကနေစစ်ကြောင်းထိုးလာတာဖြစ်တယ်လို့ကရင်အင်းနဲ့နေဆက်တဲ့မြို့သားသူကမစ္စနာတရင်ချာနေကိုပြောပါတယ်ဆိုင်းကော်မရှင်တပ်ကဖွင့်လာတဲ့ဆိုင်းကော်မရှင်တပ်ကလည်း တခြားဘက်ကစစ်ကြောင်းထိုးခဲ့တဲ့အတွက်အခုဒီလိုစစ်ကြောင်းပြန်ဖောက်လာတာပေါ့စစ်ကောင်စီတပ်ကမလန်ချေရွာပဲစစ်ကြောင်းထိုးနေတာတပတ်ကန်ရှင်နေပြီး KA KBDF ပူပေါင်းတပ်တွေနဲ့တိုက်ပွဲဖြစ်ပွားနေတာငရဲကန်ရှင်နေပြီးဖြစ်ပါတယ်မလန်ချေရွာအနီးက၆စိန်တောင်ဆိုင်ပုမအနီးမှာဒီကနေ့မနက်အစောပိုင်းကစစ်ကောင်စီတပ်နဲ့ကချင်လွတ်ရေးတပ်မတော် KA တပ်တို့တနအီချအပြန်အလှန်လက်နက်ကြီးလက်နက်ငယ်ဖိကန်နေရာတွေရှိရေလုံးလဲသိရပါတယ် ဒီကနေ့မနက်၈နာရီခန့်ကမလောင်ချေရွာကျောက်စိန်တောင်ဆိုင်ပုံအနီးဘက်ဝိုင်ထွဲလီရင်နဲ့ဘုံစိချိန်နီးပါးခန့်ချေချတက်ခိုက်ခဲရေလို့ဖကန့်ဒေတာကအမျိုးသားသူကမြေချနာတရင်ကြောင်းနေကိုပြောပါရယ်ဆိုင်ပုံမီရင်လန်ဒီတိုင်းနာပင်ဝဲဆိုင်ပုံချေရတဲ့ရှောက်ဟုတ်တယ်စိချိန်လောက်ရှိတယ်ဘုံအကြီးဟုတ်တယ်အဲ့နဲ့ပြစ်ချတာသူတို့ကခဏပြန်သွားပြီးနောက်ဖကန့်တမကောင်းကနေလက်နဲ့ကြီးနဲ့ပြန်ပြစ်တယ် မနေ့ကအော်တိုဘာလ9ရက်နေ့ကလေမလောင်ချေရွာအနီးဘက်စစ်ကော်မရှင်တပ်လေးရင်နဲ့ပုံချိချတက်ခိုက်ခဲ့တာဖြစ်ပြီးမလောင်ချေရွာဘက်စစ်ကြောင်းထုံးနေတဲ့စစ်ကော်မရှင်တပ်က KNA KPDF ပူးပေါင်းတပ်တို့အထီးတွေ့တိုက်ပွဲတွေဖြစ်ပွားနေတာပါ ပြီးခဲ့တဲ့အောက်တိုဘာလ6ရက်နေ့ကစပြီးမလန်ချေရွက်ပဲစစ်ကြောင်းထိုးလာတဲ့စစ်ကော်မရှင်တပ်နဲ့ KNA KPDF ပူးပေါင်းတပ်တို့ထိတွေ့တိုက်ပွဲပြင်းထန်ခဲ့ပါတယ်။စက်တင်ဘာလ19ရက်နေ့ကကရင်ထိုင်းချုပ်ထားတဲ့ဆိုင်းတောင်ချေရွက်ကိုစစ်ကော်မရှင်ကတင်ပိုက်ဖို့အတွက်အနီချေရွက်တွေဖြစ်တဲ့ဆန်းကျွေချေရွက်နဲ့မော်တောင်ချေရွက်ကိုစစ်ကြောင်းထိုးတိုက်ခိုက်တင်ပိုက်ခဲ့ပါတယ်။အနည်းရဲ့ကြီးစွာတည်ရှိနေတဲ့မြေမြုပ်မိုင်းတွေရဲ့တိမဖွဲရာတွင်ပြင်းလက္ခဏာတွေအကြောင်းအသိပညာပေးပြောပြသွားပါမယ်။ မြေမြုပ်မိုင်းတွေဟာအမျိုးအစားပုံတံအရွယ်အစားနဲ့အရောင်မျိုးစုံနဲ့ရှိနေတတ်ပါတယ်မြေမြုပ်မိုင်းတွေကိုတက်တာဒါမှမဟုတ်ပလတ်စတစ်ဒါမှမဟုတ်သတ္တုတွေနဲ့ပြုလုပ်ထားနိုင်ပါတယ်တချို့ပောက်ကွဲစေတတ်တဲ့ပစ္စည်းတွေဟာလက်လုတ်တွေဖြစ်ပြီးနှိမ့်စင်သုံးအရာဝတ္ထုတွေနဲ့တူပါတယ်တတိပြုဖို့ကတော့အဲ့ဒီပစ္စည်းတွေကပုံမှန်နေရာဒါမှမဟုတ်ဝါယာကျိုးနဲ့ရှိနေတတ်ပါတယ်မြေမြုပ်မိုင်းအများစုဟာမြင်တွေ့ဖို့ခက်ခဲပါတယ်မြေမြုပ်မိုင်းအပါအဝင် အသုံးပြုပြီးမပေါက်ကွဲသေးတဲ့လက်နက်ပစ္စည်းတွေလက်လုံမိုင်းတွေဟာမြေကြီးပေါ်မှာတမကအမြင်အောက်မှာလည်းရှိနေတတ်ပါတယ်။မြေမျက်နှာပြင်ပေါ်တွေမှာပတ်ဝန်းကျင်အနေထားနဲ့တသားတည်းဖြစ်အောင် ပုံဖြတ်ချထားတတ်ပါတယ်။ရေပူရအဖြစ်ကွယ်ဝတ်တည်ရှိနေတတ်ပြီးမြင်တွေ့ဖို့ခဲယဉ်ပါတယ်။မြေမြုံမိုင်းတွေဟာမိုးလေရေစတဲ့ရာသီဥတုအခြေအနေတွေနဲ့ရေကြီးမြေပြိုဖြစ်ပြီးတဲ့နောက်ပုံတံတန်ပြောင်းလဲနေတယ်လို့မူလနေရာကနေတခြားနေရာရွေ့တာဖြစ်ပေါ်တတ်ပါတယ်။ မြေမြုပ်မိုင်းတွေကိုထူထပ်တဲ့မြက်ပင်တွေနဲ့တစ်ပင်တွေကြား꿰ပြီးမြုပ်ထားထောင်ထားတတ်သလိုရေအောက်မှာမြုပ်ထားတတ်တဲ့အပြင်ပုံစံမျိုးမျိုးနဲ့မြုပ်ထားထောင်ထားတတ်ကြပါတယ်။အချို့မြေမြုပ်မိုင်းတွေကိုမြေမျက်နှာပြင်အောက်ထဲမှာမြုပ်ထားတတ်ပြီးခြေနဲ့တက်မင်းနေတဲ့အခါဒါမှမဟုတ်ရင်နဲ့တက်ချိန်မိတဲ့အခါပေါက်ကွဲမှုကိုဖြစ်ပေါ်စေပါတယ်။မြေမြုပ်မိုင်းအမျိုးအစားတွေကိုလူတက်မြေမြုပ်မိုင်းနဲ့ရင်ဖြတ်မိုင်းဆိုပြီးနှစ်မျိုးခွဲခြားနိုင်ပါတယ်။လူတက်မြေမြုပ်မိုင်းမှာမှရုပ်ချီပေါက်ကွဲမိုင်းနဲ့ အစားထွက်လူတန်ပိုင်းဆိုပြီးနှမျိုးရှိပါတယ်။ရုပ်ကြီးပေါက်ကွယ်မိုင်းဆိုတာကဘာပေါ်မှာအတွေ့ရဆုံးမိုင်းအမျိုးအစားတစ်ခုဖြစ်ပြီးမြေအောက်မှာမြုပ်ထားလေးရှိပါတယ်။အစားထွက်လူတန်ပိုင်းဆိုတာပေါက်ကွဲတဲ့အခါအစာနာဖြာထွက်ပြီးထိခိုက်သူတမကအနီးဝန်းကျင်ကအခြားသူတွေကိုပါထိခိုက်ပြီးသေဆုံးနိုင်ပါတယ်။ရင်ဖြတ်မိုင်းဆိုတာကရင်တွေကိုဖျက်ဆီးဖို့အတွက်ရည်ရွယ်တာပါ။လူတန်မြေမြုပ်မိုင်းတွေထက်အရွယ်စားပိုကြီးပြီးပေါက်ကွဲအားကိုပုံမပြင်းထန်လေးရှိတာဖြစ်ပါတယ်။ အချို့မြင်မျိုးမိုင်းတွေကိုမြင်မျက်နှာပြင်ပေါ်မှာချထားပြီးတော့ဝါယာကျုံးမြင်လေးတွေနဲ့ချိတ်ဆက်တွေ့တန်းထားပြီးဒီကျုံးမြင်ကိုထိမိတာဒါမှမဟုတ်ဖြတ်တောက်တာပြုလုပ်ခဲ့မြင်ပောက်ကွဲမှုကိုဖြစ်ပေါ်စေမှာပါပောက်ကွဲစေတတ်တဲ့ပစ္စည်းတွေကိုပဋိပက္ခအတွင်းပြခတ်ခြင်းပြလွတ်ခြင်းတို့ပြုလုပ်နိုင်ပြီးတစုံတစ်ခုနဲ့ထိခိုက်မိတဲ့အခါမျိုးတွေမှာလည်းပောက်ကွဲမှုကိုဖြစ်ပေါ်စေပါတယ်မြင်မျိုးမိုင်းနဲ့အခြားပောက်ကွဲစေတတ်တဲ့ပစ္စည်းတွေဟာအတုံးပြုဖို့အတွက်ဒါမှမဟုတ်အတုံးပြုပြီးတဲ့လက်နက်တွေဖြစ်ပါတယ် ဥပမာတနတ်နဲ့ပြစ်ခတ်တာအမြောက်နဲ့ပြစ်တာတိုက်လေရင်ပေါ်တွေကနေပြစ်ချတာလက်နက်ကင်တပ်ဖွဲ့တွေကဖွဲ့ထားတာတွေဖြစ်ပါတယ်မြေမြုံမိုင်းနဲ့အခြားပေါက်ကွဲစေတတ်တဲ့ပစ္စည်းတွေကိုတိုက်ပွဲတွေမှာအများဆုံးအသုံးပြုလေရှိကြပေမဲ့လက်နက်ကင်အဖွဲ့တွေတမကအယက်သားပြည်သူတွေကိုပါထိခိုက်စေတာဖြစ်ပါတယ်မြေမြုံမိုင်းတွေကိုတိုက်ပွဲဖြစ်ပွားလေရှိတဲ့နေရာတွေလက်နက်ကင်တပ်ဖွဲ့တွေရှိတဲ့နေရာတွေလက်နက်ကင်တပ်ဖွဲ့တွေရှိခဲ့တဲ့နေရာအသုံးပြုသွားတဲ့လမ်းတွေနဲ့အနီးဝန်းကျင်နေရာတွေမှာတွေ့ရှိလေရှိပါတယ် တချို့တော့မြေမြုံမိုင်းတွေဟာခုံပြန်နိုင်ခဲ့ရင်ပောက်ကွဲနိုင်စွာ မြင့်မာပြီးအဝေးကိုခြေပြန်းစွာထိခိုက်မှုဖြစ်ပေါ်စေပါတယ်။မြေပြင်နဲ့ထိချိန်မပောက်ကွဲသေးဘဲဆက်ရှိနေလဲအနေရကြီးစွာကြန့်ရှိနေနိုင်ပါတယ်။မြေမြုံမိုင်းနဲ့အခြားပောက်ကွဲစေတတ်တဲ့ပစ္စည်းတွေကြောင့်လူနဲ့တရိစ္ဆာန်တွေကိုအသက်သေစေနိုင်ပါတယ်။မြေမြုံမိုင်းတွေနဲ့ပောက်ကွဲစေတတ်တဲ့ပစ္စည်းတွေဟာလက်နဲ့ကင်ပတိပခများရက်ဆဲသွားပြီးနောက်တွင်မှလည်းအသက်အန္တရာယ်တွေကိုချိန်ချောက်နိုင်တဲ့ပစ္စည်းအဖြစ်ကြန့်ရှိနေနိုင်တဲ့အပြင်တတန်းကုံဆုံးတာလည်းမရှိပါဘူး။ မြစ်ချနာသတင်းချန်နယ်ရေဒီယိုအစီအစဉ်ကိုအပတ်စဉ်တင်လာနေရနေတောက်ကြနေအထိည၈နာရီအချိန်တိုင်းမှာတင်ဆက်ပေးတော့မှာဖြစ်တဲ့အတွက်စောင့်မျှော်နာဆင်နိုင်ပါပြီ။အချင်းပြည်နယ်တွင်းအားနောက်ဆုံးရသတင်းတွေနဲ့အတူအခြားစိတ်ဝင်စားစရာကောင်းတဲ့သတင်းတွေကိုလည်းမြစ်ချနာသတင်းချန်နယ် app Facebook စာမျက်နှာ YouTube နဲ့ website တို့ကနေသတင်းလေးစောင့်မျှော်ကြည့်ရှုနာဆင်နိုင်ပါပြီ။